ဆင်ရုပ်တံစီးရင်ကကျူးလွန်ပါတယ်ဒီကနေ့မြန်မာတက်ဂရိတ်1389ခုနှစ်ဝါဆိုလပြည့်ကျော်17ရက်ခရစ်တက်ဂရိတ်2019ခုနှစ်ဇူလိုင်လ19ရက်နေ့ဗုဒ္ဓဘုနေ့ဒီနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုစုစည်းတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ဒီကနေ့မှာရှုစားကြမယ့်သတင်းတွေမှာဆိုရင်တော့နိုင်ငံ90ပြည့်အာဇာနည်နေ့အခမ်းအနားရဲ့နိုင်ငံတော်အဆင့်အခမ်းအနားကျင်းပခဲ့တဲ့သတင်း ဗိုလ်ချုပ်အောင်ဆန်းမျော်မှန်းနဲ့ Federal Democracy နိုင်ငံကိုပြည်သူနဲ့အတူဖော်ဆောင်မယ်လို့ NLD ပါတီကကြေညာချက်ထုတ်ပြန်ခဲ့တဲ့တဲ့င်။ထိုင်းနိုင်ငံနဲ့မလေးရှားနယ်စပ်ကအကြီးမားဆုံးလူကုန်ကူမှုကိုစီရင်ချက်ချမဲ့တဲ့င်။စားတဲ့တဲ့င်းနေနဲ့အတူအခြားထိုးခြားတဲ့ပြည်တွင်းပြည်ပကတဲ့င်းတွေကိုစုစည်းတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။အခုပထမဆုံးအနေနဲ့2020ပြည့်အာဇာနည်နေ့အခမ်းအနားကိုနိုင်ငံတော်အစဉ်အာဇာနည်ပိတ်မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ ဆောင်ဝဲပေးနှမြောက်ဒါ့2019ခုနှစ်ဇူလိုင်လ19ရက်နေ့မှာကြာရောက်ခဲ့တဲ့290ပြည့်အာဇာနည်နေ့ခန်းနာကိုနိုင်ငံတော်တာဝန်ခံပုဂ္ဂိုလ်တော်အောင်ဆန်းစုကြည်နဲ့ဒုသမရဦးမြင့်စွေအပါအဝင်တမတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်တို့တက်ရောက်ခဲ့ပြီးနိုင်ငံတော်အဆင့်ကျင်းပခဲ့ပါတယ် ခန္ဓာကိုယ်ဗန်းမြို့နယ်မှာရှိတဲ့အာဇာနည်ပုဂ္ဂိုလ်တွေမြောက်နှံထားတဲ့နေရာဖြစ်တဲ့အာဇာနည်ဘိတ်မမာဇူလိုင်လ19ရက်နေ့မနက်၈နာရီမှာကျင်းပခဲ့တာဖြစ်ပြီးကြာဆုံးခဲ့တဲ့ပူကျော်အောင်ဆန်းအပါအဝင် အာဇာနည်ပုဂ္ဂိုလ်တွေရဲ့မိသားစုဝင်တွေက လွမ်းသူပန်းခွေချပြီးဂါရပြုခဲ့ကြပါတယ်။ နှစ်ခုနဲ့ဆက်ပြီးအာဇာနည်နေ့ခန္ဓာကိုမြန်မာတိုင်းနိုင်ငံလုံးမှာကျင်းပနေကြတာဖြစ်ပြီးအာဇာနည်ပုဂ္ဂိုလ်တွေလှုပ်ကြံတက်ပြတ်ခံခဲ့ရတဲ့10နာရီ38မိနစ်မှာဝန်ထမ်းချင်းအထိမ်းမှတ်အနေနဲ့တမနစ်ငြိမ်သက်ပြီးဟွန်တီတာတွေဟုတ်အော်ဆွဲတာတွေပြုလုပ်ခဲ့ကြပါတယ်ခင်ဗျာအာဇာနည်ကောင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းမျှော်မှန်းထားတဲ့ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကိုထူထောင်မှုပြည်သူနဲ့အတူဂျိုးပန်းဆောင်ရွက်သွားမယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က 290ပြည့်အာဇာနီနေ့ကျင်းပချက်မှာဖော်ပြထားပါတယ်။ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့20ရာစုပင်လုံညီလာခံဟာတိုင်းသာစီလုံးညီညွတ်ရေးကိုတည်ဆောက်ပြီးလွတ်လပ်ရေးကိုရယူနိုင်ခဲ့တယ်လို့ဒေါအောင်ဆန်းစွတ်ကြည်ကမကရာပြုလုပ်တဲ့27ရာစုပင်လုံညီလာခံဟာလည်းတန်းတူညီမျှရေးနဲ့လွတ်လပ်ရေးကိုအခြေခံတဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံထူထောင်ရေးအခြေခံကောင်းတွေချမှတ်နိုင်မယ်လို့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာ။ ဆိုအပ်တဲ့လက်ထက်မှာတရားဥပဒေစိုးမိုးရေးအမတန်အားနေပြီး2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်နိုင်မှာပဲအယတ္တအစိုးရစိတ်တိုင်းကြလုံဆောင်နိုင်လိမ့်မယ်လို့ပွင့်လင်းမြန်မာရှေ့ဆောင်ကထုတ်ဝေတဲ့ဒီတန်တရာအုပ်ချုပ်စီမံမှုဆိုင်ရာစစ်တမ်းမှာဖော်ပြထားပါတယ်2016ခုနှစ်ကနေ2019ခုနှစ်မလအထိပြည်내တိုင်း6ခုမှာကောက်ယူခဲ့တဲ့စစ်တမ်းအရ40ရာခိုင်နှုန်းကပဲတရားဥပဒေစိုးမိုးမှုရှိတယ်လို့ပြောကြားခဲ့ပြီး46ရာခိုင်နှုန်းကျော်ကတော့ တရားဝင်စိုးမှုမှုမရှိဘူးလို့ပြောခဲ့ပါတယ်73ရာခိုင်နှုန်းကျော်ကအပြင်းမပေးခဲ့ကြဘူးလို့စစ်တမ်းကဆိုထားပါတယ်ခင်ဗျာ290ပြည်အာဇာနီနေ့အခမ်းအနားမှာရန်ကုန်မြို့အတွင်းဝင်ရုံးကိုလာရောက်ကြည့်ရှုသူများပြခဲ့တာကြောင့်ပြည်သူတွေရုပ်ပိုင်ဆိုင်ရာထိခိုက်မှုတွေရှိခဲ့ပါတယ်ခင်ဗျာဒီသတင်းကိုတော့ MCN သတင်းတော့ကြော်တိုးလင်ကသတင်းပေးပို့ထားပါတယ်290ပြည်အာဇာနီနေ့မှာဝင်ကြီးများရုံးကိုလာရောက်လဲပတ်သူတွေအရင်ခတ်တဲ့ပုံမှုများပြခဲ့ပါတယ် အကြောင်းကတော့အခုနှစ်မှာအရင်နှစ်တွေကကန့်သက်ထားတဲ့နေရာတွေကိုကြည့်ရှုခွင့်ရမှာဖြစ်တဲ့အတွက်လူလူကစိတ်ဝင်စားလာရောက်ကြည့်ရှုခဲ့တာပါအခုလိုလာရောက်ကြည့်ရှုမှုများပြားမှုကြောင့်လူတိုးဝိတ်ခံရတာနဲ့အခြားရုပ်ပိုင်းဆိုင်ရာထိခိုက်တာတွေလည်းကြုံရတယ်လို့လာရောက်ကြည့်ရှုသူပြည်သူတို့ကပြောပါတယ်တို့မြင်တဲ့အတိုင်းပဲဒီကျမတို့ကလေးလေးသူကရရောက်လူသမီးတွေရောခံစားတော်တွေရောလူတွေကိုကြည့်တို့ကအကုန်လူတွေချက်ပိတ်တိတ်ပြီးလက်တွေကိုပဲထိခိုက်ကြ ရာအလားတော့ဖြစ်တင်ဘူးကောင်းပါတယ်ဒီနေ့တော့ကောင်းပါတယ်ဒီနေ့တော့ကောင်းတယ်ဒီကောင်းအောင်လုပ်ရတဲ့ညီလေးအားရရှိတယ်ဆိုတော့ကျွန်တော်ထင်ပါတယ်အဓိကတော့ဘာလဲဆိုတော့စားမိတာရဲ့အရင်ကြီးလေးတွေကိုလည်းတစ်ချက်လိုက်ပြီးဘယ်တော့လေးလည်းတစ်ချက်ရအမှတ်လို့ကြည့်မှတ်ဒီမှာမွေးတဲ့ပုံပဲနဲ့ဒီဘက်ကပြန်ဝင်လာမျိုးလုံးလို့ရှိရင်တော့ပြူးကောင်းအောင်ဖက်တဲ့ဘက်ကနေပြန်ဝင်လာမျိုးတော့ဒီဘက်ကပြန်ထွက်လာလို့ဆိုလို့ဒီနှစ်ချောင်းနှစ်ချောင်းတော့ဖွဲလိုက်ရင်ဒီထဲမှာအဆင်ပြေပါမယ်အဲ့တော့ပြာကန်းတစ်ခုရအောင်ဘောင်းဝင်းမသွားပဲနဲ့ တော့ဘိုင်းကိုပူသွားမယ်နဲ့နှကြောင်းသုံးကြောင်းတော့ဆွဲထားပြီခုမှတောင်ဘက်ကတက်တဲ့ဟာရှိမယ်ခြေဘက်ကရှိမယ်နောက်ဘက်ကရှိမယ်နောက်ဘက်ကရှိမယ်အဲ့လိုလေးကြောင်းတော့အန်းနေဆွဲထားလိုက်ပြီပြေးထားလိုက်ပြီဒီနေ့လေးလည်းပို့အစဉ်ပြေးသွားမယ်အခုလိုပြည်သူတွေအများပြားတပြိုင်တည်းလာရောက်ကြည့်ရှုတာဟာဒီနေ့မှအများဆုံးအကြိမ်ဖြစ်အာဂန်ဒီခေါင်းဆောင်ကြီးတွေလှုပ်ကြံခံရတဲ့အစည်းအဝေးခံကိုကြည့်ရှုခွင့်ပေးခဲ့တာကြောင့်ဖြစ်ပြီးနောက်ပိုင်းမှာတော့စနေတနင်္ဂနွေတိုင်းမှာအများပြည်သူဝင်ရောက်လေ့လာနိုင်အောင်စီစဉ်ပေးသွားဖို့လည်းရှိနေပါတယ်။ဒီနေ့ပါဝင်၃ရက်ပေါ့နောက်နှစ်ရက်လည်းပဲ ပြီးရင်လည်းပဲဒီငါအချိန်ပြင်ဆင်တာလေးကောင်းတဲ့ကောင်းလာတဲ့အချိန်ကြရင်တော့ပြလိုက်လို့တော့အမြင်နဲ့ဖွင့်ပြထားမှာပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းစနေတင်းတင်းတွေရုံပေးရလို့ပဲကွက်ဖွင့်ပေါ့ဒါကတော့ဟိုအစီအစဉ်ကြီးစဉ်းစားနေတယ်ပေါ့နော်ဒါဆိုလိုတာကတော့ဒါအားသာနေ့တစ်ခုတည်းမဟုတ်ဘူးပေါ့နော်တခြားနေ့တွေမှာလည်းပဲဒီလိုလိုက်လို့လာပန်းပြေလို့ရအောင်သုတ်တော်မှုအစီအစဉ်ကြီးရှိတယ် ီနေ့ကြာရတဲ့290ပြည်အာဇာနည်ခမ်းနားမှာတနင်္ဂနွေတိုင်းတာမှာရှိတဲ့ပြည်သူတွေဟာကြာဆုံးခဲ့တဲ့အာဇာနည်ကောင်းဆောင်ကြီးတွေကိုနေရာအသီးသီးမှာဂါရဝပြုခဲ့ကြပါတယ်ခင်ဗျာတမရောတေယူပို့ဆောင်ရေးဝိုင်းအလင်ပြတ်ကြတာရာသီဥတုဆိုဝါမှုကြောင့်လို့တမရောသတင်းပြန်ကြားရေးအဖွဲ့ကသတင်းထုတ်ပြန်လိုက်ပါတယ်မတမာမှုတစ်ခုခုကြောက်တော်၎င်းပောက်ကွဲစီတက်တော်ပစ္စည်းတစ်ခုခုကြောက်တော်၎င်းလေရင်အင်ဂျင်ချို့ရင်ရတန်းမှုကြောက်တော်၎င်းပြန်တန်းစဉ်ပြတ်ကျခဲ့ခြင်းမဟုတ်ပဲ ဆိုရတဲ့ရာသီဥတုနဲ့ကြုံတွေ့ခဲ့ရပြီးနောက် log control ဖြစ်ပေါ်ခဲ့ပြီးလင်းပြတ်ကျခဲ့တာဖြစ်တယ်လို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကဖော်ပြခဲ့ပါတယ်ခင်ဗျာအာဇာနည်ကောင်းဆောင်ကြီးတွေကိုရည်စုပြီးတန်ဃာတော်တွေဆရာတော်တွေကိုတမနာနဲ့တမနာကတော်အပါအဝင်ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေကဒီကနေ့မနက်မှာဆုံးကတ်လှူဒန်းခဲ့ပါတယ်ဒီတရင်ကိုတော့ MCN နေပြီးတော့တရင်တော့ဖြိုးသက်ပိုင်မြင့်ကပေးပို့ထားပြီးတင်စာကတင်ဆက်ထားပါရခင်ဗျာ နေပြည်တော်ကောင်စီဝင်တွင်မှဇူလိုင်လ19ရက်နေ့မနက်ပိုင်းကတမရနဲ့တမရကတော်တို့ကဥဆောင်ပြီးအာဇာနီခေါင်းဆောင်ကြီးတွေကိုရည်စုကရဟန်းတန်ဃာတော်တွေကိုစွန့်တင်ကမ်းများကတ်လှူရည်ဆက်သုံးချအမျှဝေခဲ့ကြတာပါ။အဒီခန္ဓာကိုနမောတတ၃ချင်ရွတ်ဆိုပြီးနောက်မှာတော့ငါးပါးတိလာခံယူခြင်း၊ပရေတရားနာယူခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။အဒီနောက်မှာတန်ဃာတော်တွေကိုနိုင်ငံတော်တမရနဲ့တမရကတော်တို့ကဥဆောင်ပြီး ပြည်တော်စုဆိုရအဖွဲ့ဝင်တွေက သင်္ကန်းပေးခရာနဲ့ဆုံးကတ်လူရန်ခဲ့ကြပါတယ်။မနက်10:38မိနစ်အရောက်မှာတော့2မိနစ်ခန့်ငြိမ်သက်ဆုတောင်းခဲ့ကြပါတယ်။အချိန်80မြောက်အာဇာနီနေ့မှာ အာဇာနီခေါင်းဆောင်ကြီးတွေကိုရည်စုပြီးတန်ဃာတော်တွေကိုဆုံးသင်္ကန်းကတ်လူမှုနဲ့ရည်ဆက်သွန်ချအမျှဝေပေးခြင်းခံနာကိုတော့ ိုင်ငံတော်သမ္မတဥထင်ကျော်နဲ့ဇနီးတော်စုစုတွင်နိုင်ငံတော်အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့်ဇနီးဒုတိယတက်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့အပါအဝင်ပြည်တော်စုအစိုးရအဖွဲ့ဝင်တွေတက်ရောက်ခဲ့ကြပါတယ်ရှင်။တဲမြို့မှာ290ပြည့်အာဇာနည်နေ့ခန္ဓာကိုစီကားတမ်းမြိုက်စွာကျင်းပခဲ့ပါတယ်ဒီသတင်းကိုတော့ MCM ပတိန်သတင်းတော့ရဲသွင်းညီကရိုက်ကူးပေးပို့ထားပါရခင်ဗျာ အော်ဒီတိုင်းဒေသကြီးပသိမ်မြို့မှာဗိုလ်ချုပ်အောင်ဆန်းနဲ့ကွာအာဇာနီကောင်းဆောင်ကြီးတွေလုံခြံခံရတဲ့290မြောက်အာဇာနီနေ့ဝန်လဲချင်းခန်းနာကိုအာဇာနီကြောက်တိုင်းတီစီဟာပသိမ်မြို့ကန်သုံးချင်းမှာစီကားစွာကျင်းပခဲ့ပါတယ်။ပသိမ်မြို့မြို့တော်ခန်းမှာမှာတန်ဃာတော်တွေကိုပင့်ဖိတ်ပြီးဆွတ်ဆက်ကလူတန်းပြီးအမြပေးဝေခြင်းနဲ့မနက်၈နာရီခွဲအချိန်မှာအလန်တင်ခန်းနာကျင်းပပြီးမနက်၁၀နာရီချိန်ကစတင်ကတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ဌာနဆိုင်ရာအဖွဲ့အစည်းများပါတီမျိုးစုံကပါတီဝင်များသမဂအဖွဲ့အစည်းများနဲ့လူမျိုးရေးအသင်းအဖွဲ့များ ပြည်သူများစုစုပေါင်းအင်အားတပေါင်းခန့်တက်ရောက်ပြီးလမ်းလူပန်းခွေချခြင်းတွေပြုလုပ်ခဲ့ကြပါတယ်။ဩဘာသာပြုခွင့်ရတဲ့အတွက်ကတော့ဘယ်လိုပြောရမလဲဟိုစီတူးတာလည်းရှိတာပေါ့ဝန်းနေတာလည်းရှိတာပေါ့နော်ဝန်းနေတာကတော့တကယ့်ကိုတိုင်းငယ်တိုင်းကျူးကျူးဆက်လုပ်ရမယ့်အချိန်မှာဒီဟိုကလုံးတော်တို့လူစုရဲ့ သက်ဆိုင်မှုခံရတဲ့ကြောင့်တိုင်းပြည်တွေအများကြီးနေတာပဲဗောနော်အခုလိုမျိုးဒါမျိုးဟိုတောင်လာတော်သားတွေလည်းရောက်တိုင်းဒေသကြီးမျိုးသားဒီမိုကရေစီဖွဲ့ချုပ်အလုံးမှုဆောင်ဖွဲ့လွမ်းသူပန်းအာလန်နီကြီးတွေလှုပ်ကြံခံရတဲ့နေ့မှာဝန်လကျင်းထိမ့်မှတ်လုပ်ခဲ့တာဆိုရင်190ရှိလာခဲ့ပြီး ဂျာကာလာတွေမှာတော့အကြောင်းမျိုးမျိုးနဲ့လုံခွင့်မရတာတွေရှိခဲ့ပေမဲ့အခုလို့စီစီကားကားပြန်လဲကျင်းပခွင့်ရတာကိုဝန်သာမိတယ်လို့88မျိုးသက်ငင်းချမ်းရင်းနဲ့ပွင့်လင်းလူဖွဲ့စည်းကဥဆိုးလိုင်ဦးကပြောပါတယ်အခုဒီရယူတိုင်းဒေသကြီး90ပြည်အာဇာနည်နေခန်းနာပေါ့ဟောကျင်းပတယ်ဒီပေါ်မှာလဲအာဇာနည်တွေရဲ့ဘုံကျေးဇူးတွေအဲ့ပေါ်မှာလဲအမှတ်ရတယ်အာဇာနည်ကြီးတွေကိုလဲလမ်းဆွတ်တတိရတဲ့အနေနဲ့ဒီပွဲတွေကိုနှစ်စင်နေတိုင်းကျင်းပတယ်ပေါ့ဘန်းသူဘန်းချတယ်ဘန်းသူဘန်းချင်းတွေကဖြစ်တယ်အဲ့ဒါတွေကို နှစ်စဉ်တစ်တိုင်းလုံးလိုက်လာတာလည်းအခုဆိုရင်နှစ်90ရှိပါဂျာထဲမှာတော့ဟိုပြတ်တောင်းပြတ်တောင်းနဲ့ပြတ်သွားတဲ့အခြေအနေတွေလည်းရှိပါတယ်အခုလိုမျိုးပြန်ပြီးတော့စီကားတတိုင်းမြိုင်မြိုင်နဲ့ပြန်ပြီးဖြစ်တဲ့အောင်လည်းဝမ်းမတတာကျိုးစိုးပါဘိုးချုပ်ဟာတချိန်ကကြောင်းသားလည်းဖြစ်တယ်လို့ခုလိုလှုပ်ချန်ခံရတာဟာနိုင်ငံအတွက်အစားထိုးလို့မရတဲ့အရာဖြစ်တာကြောင့်ဘိုးချုပ်အောင်ဆန်းရဲ့ကျေးဇူးကိုအောက်မေ့သတိရခြင်းနဲ့အခုလိုပန်းခွေလာချတာဖြစ်တယ်လို့ပသိမ်တက္ကသိုလ်မြန်မာသားကြောင်းသားတူဖြစ်တဲ့ရဲသူအောင်ကပြောပါတယ် အဲကျွန်တော်တို့ចောင်းသားအနေနဲ့ပြောရမယ်ဆိုရင်တော့လေဘူကျောင်းအစားဆိုတာចောင်းသားလည်းဖြစ်တယ်ပေါ့ဟိုစစ်တပ်အနေနဲ့ကြည့်မယ်ဆိုရင်စစ်သားလည်းဖြစ်တယ်ပေါ့ဟိုစာပေတိုင်းဝိုင်းနဲ့ကြည့်မယ်ဆိုစာရေးဆရာလည်းဖြစ်တယ်ပေါ့ဘူကျောင်းအစားလောက်ကြံခံရတဲ့ဟာကိစ္စကကျွန်တော်တို့ဒါဟိုမြန်မာနိုင်ငံအတွက်ပေါ့ဗျာမြန်မာနိုင်ငံအတွက်ဒါဘလုံးမပဲပြန်ပြီးတော့ဖာထိတ်လို့မရတဲ့အပေါင်းကြီးတစ်ခုပေါ့အဲဒါကိုဘူကျောင်းအစားရဲ့ကျေးဇူးကိုတိတက်ခြင်းအားဖြင့်ပေါ့အောင်မေတ္တရာခြင်းအားဖြင့်ကျွန်တော်တို့လာပြီးတော့ဒါပန်းကိုချရတယ်ပေါ့ အာဇာနည်နေ့ကိုကြီးစုပြီးပသိမ်မြို့မြို့တော်ခန်းမမှာကလေးလူငယ်တွေဘ ഹു တုတရာရှိစေနိုင်ဖို့အာဇာနည်နေ့ထိမ့်မှတ်ပြာကန်လဲဖွင့်လှစ်ထားရှိပေးထားပါတယ်။ထိုင်းနိုင်ငံနဲ့မလေးရှားနိုင်ငံနဲ့ဆက်မှာလူကုန်ကူးမှုပြုလုပ်နေတဲ့အကြီးမားဆုံးပြည်ကန်အုပ်စုကြီးကိုဘန်ကောက်တရားရုံးကဒီကနေ့မှအမိန့်ချမှတ်တော်မှာဖြစ်ပါတယ်။လူကုန်ကူးမှုဟာထိုင်းနိုင်ငံအတွင်းလူကုန်ကူးမှုတရားစီရင်အကြီးမားဆုံးရုံးတင်မှုတစ်ခုဖြစ်ပြီးအဲ့ဒီအထက်မှာထိုင်းစစ်ဘုတ်ချုပ်တဦးလည်းပါဝင်နေတာပဲဖြစ်ပါတယ်။ လူကုန်ကူးမှုပြုလုပ်တဲ့တရားခံ103ယောက်ရှိပြီးမြန်မာနိုင်ငံသားတွေအပါအဝင်ထိုင်းရဲ့အရာရှိတွေနဲ့ထိုင်းပြည်တွင်နိုင်ငံရေးလှုပ်ရှားသူတွေတခြားနိုင်ငံသားတွေလည်းပါဝင်နေတာပဲဖြစ်ပါတယ်။အဲဒီလိုလူကုန်ကူးမှုတွေကိုထိုင်းတပ်ဖွဲ့ဝင်တွေကပြီးခဲ့တဲ့2015ခုနှစ်ကစတင်နှိမ်နင်းလာခဲ့တာဖြစ်ပြီး2015ခုနှစ်တုန်းကထိုင်းမလေးနယ်စပ်တော်တွင်စကန်တစ်ခုမှာလူအသေးလောင်းဒါဇင်ကျော်တွေ့ရှိခဲ့ပြီးတဲ့နောက်ထိုင်းရဲတပ်ဖွဲ့ကစုံစမ်းဖော်ထုတ်မှုတွေပြုလုပ်နေတာပဲဖြစ်ပါတယ်။ထိုင်းရဲတပ်ဖွဲ့ဝင်တွေကထိုင်းနိုင်ငံနယ်စပ်အတွင်း လူကုန်ကူးမှုနဲ့တရားမဝင်အလုပ်သမားဝင်ရောက်မှုတွေရပ်တန့်သွားစေဖို့ဆက်လက်စုံစမ်းမှုတွေပြုလုပ်နေပါတယ်ခင်ဗျာ MC ရတဲ့ဌာနကနေဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုစုစည်းတင်ဆက်ပေးကြတာဖြစ်ပါတယ်။နောက်နေ့မှလည်းအခြားထူးခြားတဲ့ပြည်တွင်းပြည်ပကသတင်းတွေကိုစုစည်းတင်ဆက်ပေးဦးမှာပါ။ထုတ်လွှင့်ခဲ့တဲ့ MC ရတဲ့ဌာနရဲ့နေ့စဉ်ရုပ်သံစီးတင်တွေကို www.mcntv.news နဲ့ Facebook လူမှုကွန်ရက်ဆက်မျက်နှာမှာဆိုရင်တော့ MCNTV News မြန်မာရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ် MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံစီတင်တွေကိုကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါတယ်ကျွန်တော်နေမင်းခါပါခင်ဗျာ Thank you.